ဒီဂိမ်းရဲ့နာမည်က Combat Master လို့ခေါ်တယ် ီကိန်းရဲ့အထူးခြားဆုံးအချက်ကတခြားကိန်းနေနဲ့မတူဘဲနဲ့ဒီကောင်းစီမှာ ADS တွေမပါဘူး။ကြော်ညာလုံးဝမရှိဘူး။ပြီးကြရင် online ကို offline ကိုဆော့လို့ရတယ်။အရင်ဆုံးဒီဂိမ်းကြောင့်ပြောမှဆိုရင်ပြောတဲ့အရှိတာကဒီ graphic နဲ့ design ပေါ့နော်။ဒီကောင်ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်က realistic ဆန်နဲ့ smooth ဖြစ်တယ်။ ပြီးကြလို့ရှိရင်ဒီကောင်ရဲ့အထဲမှာထည့်ပေးထားတဲ့ဒီ gun sound တစ်ချက်ချင်းစီရဲ့ effect တွေထွက်တဲ့ကြီးတစ်ခုချင်းစီရဲ့ effect တွေပြီးကြလို့ရှိရင်ကြီးစင်သွားလို့ရှိရင်ထွက်သွားတဲ့ဒီ explosion effect တွေအဲ့ဒါတွေကအစတော်တော်ကြီးကိုတိတိကျကျနဲ့လုပ်ပေးထားတာမျိုးတွေ့ရတယ်အဲ့တော့ကဒီ graphic နဲ့ design ကတော့7 out of 10ပေးပါတယ်။စုပြတ်တတ်နေမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဆောင်းရိုင်းပဲကောင်းနေမလားဒီကောင် middle တော့ပဲသွားမလားဆိုတာကတော့ကျွန်တော်နဲ့အတူတူစော်ပြီးတော့ဆက်ကြည့်တာပေါ့ okay ဟုတ်ပြီခင်ဗျားတို့ရဲ့ဒီအနောက်မှာမြင်နေရတာကဒီ combat master ရဲ့ intro ပေါ့နော်ဒီ combat master as 2ဒီကောင်းကအခုက hollywood concept ပေါ့နော် hollywood concept လောက်ထားတာဒီမှာကျွန်တော်ကတော့နည်းနည်းပါးပါးစော့ကြည့်ထားတယ်မစော့ဘဲနဲ့ကျွန်တော် review ပေးလို့မရဘူးလေဟုတ်တယ်မလားဆိုတော့ဒီမှာကြည့်ကြည့်ပါဒီကောင်းစီမှာကအမှုတွေအများကြီးရှိတယ်အရင်ဆုံးကျွန်တော်ပြကျင်တာတခုကဘာလဲဆိုတော့ဒီမှာကျွန်တော်ဒီ option နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကြည့် ကိုပိုင်ကိုကြိုက်တယ်လို့ customize လုပ်လို့ရကိုပိုင်ကိုကြိုက်တယ်လို့ customize လုပ်လို့ရတာ graphic ဆိုလို့ရှိရင်လဲ low medium high ultra အမျိုးစုံရဒီမှာကိုယ့်ရဲ့ဟာကြိုက်တယ်လို့ဒီမှာ music ကိုလည်းအလိုပဲဒီမှာ account တွေလည်းကြိုက်တယ်လို့ချိန်လို့ရတယ် game pack ကိုလည်း xbox နဲ့မှာတွဲဆိုးလို့ရအောင်လုပ်ပေးထားသေးတယ်မလောက်တော့မိုက်လိုက်လေဗျဟုတ်တယ်မလားပြီးရတော့ဒီမှာကို swap လို့ရမယ့် machine တွေကလည်းဘောင်းတုံးရှိရဲ့ ပြကြလို့ရှိရင်ဒီမှာအဲ weapon set တွေကို edit ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာကြည့်လုံးဝ graphic ကအစားချွတ်စင်ရုံမိုက်တာဗျာဟောကြည့်အဲ့လိုအဲ့လိုမျိုးကြီးဗျာအဲ့အဲ့လို game မျိုးမကြီးအလင်းပြန်တာရဲ့ဒီတရားအစားတလားဒီကောင်းကိုအလောက်ထိမိုက်နေတဲ့ game တစ်ခုကိုဒီ offline play လို့ရတယ်ဆိုတော့မစိုးဘောเนาะဒါပေမဲ့စကားတွေအငြင်းပြောမနေပဲねကျွန်တော်တို့အရင်ဆုံးတစ်ပွဲလောက်သူလို့ဆော့ကြည့်အောင် Let's go ကိုရဲ့ဒီတငင်ချင်းတွေပါနဲ့ချိတ်ပြီးတော့ဆော့ကျင်တယ်ဆိုလို့ရှိရင်လည်း online မှာချိတ်ပြီးတော့ကိုယ် link ချပြီးတော့ဆော့ယုံပဲအကုန်လုံးလုပ်လို့ရတယ်ဒီ game မှာ museum capture the flag တဲ့အလံပလိုက်ဖမ်းမှာနော် okay come on okay ဒီမှာမြင်တဲ့အတိုင်းပဲဒီမှာကျွန်တော်အလံကိုကာွယ်ရအောင်ပေါ့နော် okay ဟုတ်ပြီပြကြလို့ရှိရင်ဒီမှာ auto shoot နဲ့ auto မရှိဘူးလားဆိုတော့နှစ်ခုရှိတယ်ပေါ့နော် နော်တော့ auto shoot မစော့ဘူး okay come on fuck ဟဲ့ဘယ်လောကပ်ချာ the flag လေအဟိုဘုံမတော့ကဲဒီကောင်ခုံနာတွေဘာတွေကလဲ auto load ပေးထားတာမျိုးရှိရဲဟိုတော့ draw mic ကဲဒီကောင်ရဲ့အဲ့မှာတလား background တီးလုံးနေပါတယ်ဆိုတော့ oh yeah background တီးလုံးနေပါတယ်ဆိုတော့လုံးဝကျွတ်စင်ရှင်လီတာမနေ okay တရင်ဆုံးဒီမှာကြည့်အရင်ဆုံးအမှကြည့်ကျွန်တော်ကတော့ပြေးွားနေတဲ့အချိန်မှာကင်မရာကိုယ့်ရဲ့ဟောလိုက်တာဒီကျွန်တော်ဆုံးဦးသမျှဒီ first person shooter game နေတယ်မှာပေါ့နော်ဒီ game ကဘယ်လိုပြောမလဲဆိုတော့ motion အကောင်းဆုံးတော့ပြောလို့ရတော်တော်အလောက်ထိမိုက်တာပေါ့နော်ဒီ free game single play game ဆိုပြီးတော့ core tone နေတာမျိုးကြီးမဟုတ်ဘူးအားကိုယ်ချီးကျူးပါတယ် come on ဒီကောင်ကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဒီ flag လူရမယ်ပွဲပေါ့နော် flag လူရမယ်ဆိုတော့ come on သူတတော်ကိုဥစားပေးနေလို့မရအောင်ပေါ့နော်အော်ဟေ့ရေအော်ဟာအော်တိုမနီတော့အော်တိုအိမ်မလောက်ထားဘူးမင်းနေတာဟော့အားဟုတ်ပြီ ာဒီကောင်ကဘလို့ချိန်လို့မရလားရရတော့မစိုးပါဘူးဟာဘယ်တခုဖြစ်နာမလဲအော်အေးဒီစကုပ်ပေပါရဲ့ sensitivity အဆအထဲမှာအကုန်လုံးချိန်လို့ရတယ်เนาะအဲ့ဒါတခုလည်းရှိတယ်ကျွန်တော်အခု software ရဲ့ဆိုတော့ကဒီ graphic နဲ့ဒီကောင်ရဲ့ reload effect တခုပြအောင်ဒါကြီးကျွန်တော်လုပ်လို့ရှိရင်ဒါကြီးเนาะဒါကြီးစောင်းရမ်းလိုက်တာအဲ့ဒါကြီးလေစောင်းရမ်းထားကြတော့ဒီကောင် auto aim နဲ့လုပ်လို့ရတယ်ဒီကပြည်ကျရင်ကျွန်တော်လုပ်ပြမယ် အော်သူအင်းကတော့နည်းနည်းတော့မမိုက်ဥပဲပဲဆော့ရတာသိတယ်မလားအာဖလက်လိုက်မဖမ်းမနဲ့ကီးပဲလိုက်ယူနေဆိုးရကီးဖလက်ကဘယ်နာမှာလဲမသိအဟိုးမှာတွေ့ပြီဟာအယူအားပြီဟာတော့မြန်းအောင်ဒီမှာတော့ခေါင်းတွေ့လိုက်ဒီမှာတော့ခေါင်းတွေ့လိုက်တယ် ကျွန်တော်ရဲ့လက်ဆပိတ်မကောင်းဒီအော်တိုကျွန်တော်လုပ်ပြန်အော်တိုအင်းဆိုလို့ရှိရင်လည်းဆောင်းမိုက်တာမျိုးရှိတယ်။ဟာဒီမှာโอเคကောင်းကွန်ထရိုးလ်ရမှာအော်တိုဖိုင်ယာမိုက်အော်တိုဖိုင်ယာအွန်လိုင်းဒီကောင်းရဲ့စကုပ်ထဲမှာပေါ်လာတာနဲ့ဟိုဒီကောင်းကလှော့ပြရမလားအဲ့အဲ့လိုအနည်းအဲ့ ဟာအဲ့လိုပုံမှန်မျိုးတွေကောကိုကဒီဇိုင်းသွားပြီးနေပေမဲ့အဲ့အမှတ်ကဒီရန်သူအရှိန်မှာပေါ်လာပြီးဆိုတော့နေတော့လှော်ပြီဟေးအမောတော့စဒါပဲတကူပြောနေတာကဟိုပါပေါ့နော်ကျွန်တော်ကတော့ကြိုဆော့တာကတော့တည်တယ်ဒါပေမဲ့မဆော်ဘူးတဲ့လူတွေကတော့တည်မှာမဟုတ်ဘူးဒီဂိမ်းရဲ့ကောင်းချက်တွေဒီ graphic ကြီးပြကြလို့ရှိရင်ဒီထဲမှာဒီကောင်း ေးထားတဲ့ဟာတွေအကုန်လုံးပါလေဘယ်လိုပြောအောင်လဲဆောင်းရံတမှုထူးရနေတယ်လို့ခံစားရတယ်ဥပမာပပ်ဂျီတို့ဘာလို့ဆော့တဲ့လူဆိုလို့ရှင်တော့ဗျာသူတို့ဒီပစ္စည်းလိုက်ကောက်ရတာနဲ့ဘာနဲ့ညာနဲ့အဲ့လိုရှီကောင်းရှိဒါပေမဲ့လုံးဝဒီကောက်ကိုဆော့လို့ရှင်ကွန်ပျူတာထဲမှာဆော့ရတဲ့ Call of Duty ရဲ့ feel ကိုအပြည့်ရဆောင်းရံမိုက်ဟာလားအေးရကျွစင်ဆိုတော့ဒီမှာခုနကကျွန်တော်ပြောတဲ့အတိုင်းဒီမှာ mission နေအများကြီးရှိတယ်ဒီမှာဒီလိုမျိုးဟာတွေလဲဆော့လို့ရတယ်ဘလိုပဲဖြစ်ဖြစ်ဗျာအပြင်းပြေတယ်ဒီလို game မျိုးပေါ့ ဆော့လာနဲ့တန်တယ်ဒီဒေါင်းရလာနဲ့လည်းတန်တယ်တကယ်လို့ဒေါင်းကျင်နေဆိုလို့ရှိရင် Play Store မှာ Combat Master 3ရိုက်ပြီးတော့ဒေါင်းပြီးတော့ဆော့ရုံနဲ့ဆောင်းရမ်းလိုက်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်နောက်တစ်ခုထပ်ပြပေးခြင်းတော့ရှိတယ်ဘာလဲဆိုတော့အဲ့ဒါကဒီမှာကိုယ့်ရဲ့ kill chain key chain တွေဘာတွေကအစဒီကောင်က solid မကြီးကြီးလျှော့ပတ်ချင်တာလားမင်း roller ပတ်ချင်တာလားမကြီးဟမ်အကုန်လုံးကိုကြိုက်တာကိုလုပ်လို့ရတဲ့အနေထားတစ်ခုမှရှိတယ် မဒါဒီကောင် vehicle တွေကိုပြပေးတာဘလောက်တော့ realistic ဆန်လိုက်လဲဆိုတော့မကြည့်ဘာမှမဆိုင်ဘူးเนาะဒီ PUBG တို့ဘာလို့နဲ့ဆောင်းအမကျွန်တော်ကတော့ personally ရတော့တတော်သဘောကျမိပါတယ် game လေးလဲဆော့ပြီးပြီဆိုတော့ပထမဦးဆုံးဒီမှာပြောစရာရှိတာဘာလဲဆိုတော့နည်းနည်း lag တလို့ဖြစ်တယ် အဲ့ဒါတခုတော့ပြောရရှိတယ်နည်းနည်းလေးလေးပင်တလို့မျိုးရှီကောင်းရှိနိုင်တယ်ဒီဖုန်းနေထားပေါ်လိုက်ပြီးတော့เนาะဒီကောင်ကျွန်တော် ultra နဲ့ tesora ဆိုတော့ကို့ဖုန်းနဲ့လိုက်ပြီးတော့ normal high high quality ultra အဲ့လိုမျိုးမျိုးဆော့နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီ budget ဖုန်းလေးတွေကနေစပြီးတော့ဟိုဖုန်းအမြင့်အထည်ကိုကောင်းကောင်းဆော့လို့ရမယ်ပြီးကြလို့ရှိရင်ဒီကောင်က PUBG တို့ဒီဟာတို့လို့ အရင်အချိန်ကြာကြီးဆွဲပြီးဆော့ရဲကောင်မျိုးမဟုတ်မနေ့20 30တပွဲကိုပေးပြန်မလို့ဘူးတကယ်ကို mission တွေပေးထားတာရှိတယ်အဲ့ mission တွေကိုကဒီ3မိနစ်4မိနစ်အတွင်းလောက်အတွင်းမှာပဲအပီးအောင်အဆုံးတက်ကြတာဟိုအလန်လူရတာရှိမှာတခါလေကြလို့ရှိရင်လက်တိနဲ့ကြီးပဲကျုံရတဲ့ဟာတွေတောင်ရှိတယ်ကိုကဓာတ်တစ်ခုလည်းသုံးပြီးတော့ဆော့ရဲမှုတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်အများကြီးရှိတယ်အဲ့မှာလဲ graphic ကလုံးဝကြာသွားတာမျိုးမတွေ့ရဘူး ဲ့တခုကတော့တော်တော်ကြီးကိုချီးကျူးပါတယ်ပြချက်လို့ရှိရင်ဒီကောင်က free to play ပါဘာမှ purchase လုပ်စရာမလိုဘူး android ios နှစ်ခုစလုံးမှာရတယ်ကိုကဒီ pc တို့ laptop တို့မှာဆော့ကျင်နေဆိုလို့ရှိရင်လည်းအဲ့ဒါကတော့ဒီ game ဆော့နေမှာဆို call of duty ဒါ down ပြီးတော့ဆော့ပါအဲ့ဒါပို့ပြီးတော့ကောင်းပါတယ် ကျွန်တော်ကအမြဲတမ်းဒီလိုမျိုး game တွေကိုရှာဖွေပြီးတင်ဆက်ပေးမှာဖြစ်တဲ့အပေါ်မှာတကယ်လို့ game ကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါနောက်ထပ်နောက်ထပ်နောက်ထပ်အပတ်ဒီမှာလည်းဘလို game မျိုးတွေကိုဘလို့ပုံစံအသစ်ဆန်းနေနဲ့ကျွန်တော်ယူဆောင်လာအောင်လဲဆိုတော့ကျွန်တော်တူစောင့်ကြည့်လိုက်အောင်ခင်ဗျ Okay အားလုံးပဲ bye bye